ကဲဒီဗီဒီယိုလေးမှာတော့ Esperan Event အပြီးဇူလိုင်လလယ်လောက်မှာရောက်ရှိလာမယ်စိတ်ဆရာ Event အကြောင်းပြောပြပေးပါမယ်အရင်ဗီဒီယိုလေးမှာပြောခဲ့သလိုပဲပဒန်း PGS ဆရာစကင်ကို First Turn Draw မှာပြီးတော့မှာမို့ Free ရမယ်လို့ပဲပြောအောင်ပါနောက်တစ်ခုကဒီ event ကကောလာဟာလာရီယာဆိုရင်ဒီတစ်ခါနောက်ဆုံးလာမှာမို့လို့နောက်ဆိုရင် limited skin ဖြစ်သွားမယ်လို့လည်းကြားထားရပါတယ်။တီးတော့မတီးကြသေးဘူးပေါ့နော်။ event အနည်းရတော့ပြန်လဲတီးပြပေးပါမယ်။ ဒါကြောင့်ဒီ event ကိုဖောက်တင်လာမှာဖောက်တင်မှုလားဆိုတဲ့အချက်လက်လေးကိုဆက်ပြီးပြောပြပေးမယ်။သူတို့ရဲ့ Pokemon Mobile Channel လေးမှာ Mobile Legends နဲ့ပတ်သက်တဲ့ Diamond, Ruby, Pearl, Starlight Cup နဲ့ကုတ်တွေကိုဈေးနှုန်းချိုတာ၊ယုံကြည်စိတ်ချစွာဝယ်ယူနိုင်မှာကြောင့်ရင်းကောင်းလေး။ပထမအဆုံးအနေနဲ့ Premier Supply Event နှစ်ကြိမ်က July 25ကနေ July 29ထိမှာတစ်ကြိမ်ဩဂတ်စ်၁ရက်နေ့ကနေပြီးတော့ဩဂတ်စ်၅ရက်နေ့မှာတစ်ကြိမ်ဆိုပြီးနှစ်ကြိမ်လာမှာဖြစ်ပါတယ်။ Token of the Zodiac လို့ခေါ်တဲ့ free token တွေနေနဲ့က login ဝင်ခြင်းအတွက်တက ဒိုင်မွန်ဖြည့်ခြင်းအတွက်2ကပ်ဒိုင်မွန်100ဖြည့်ခြင်းအတွက်3ကပ်ဒိုင်မွန်250ဖြည့်ခြင်းအတွက်4ကပ်ဒိုင်မွန်100အသုံးပြုခြင်းအတွက်2ကပ်ဒိုင်မွန်250အသုံးပြုခြင်းအတွက်3ကပ်နဲ့စုစုပေါင်း15ကပ်ကို phrase 1နဲ့ phrase 2မှာတစ်ချိန်စီရရှိမှာဖြစ်ပြီး total အားဖြင့်ကပ်30ကိုရရှိနိုင်မှာပါ event မှာ daily one draw ကို diamond 90နဲ့90ရာခိုင်နှုန်း discount ပေးထားပြီး first stand draw ကိုတော့ diamond 900နဲ့90ရာခိုင်နှုန်း discount ပေးထားပါတယ် first stand draw ဖြစ်တဲ့အတွက်နောက်ပိုင်း stand draw တိုင်းကိုတော့ တစ်ထောင်နဲ့လှည့်ရမှာပါအရင်ဗီဒီယိုမှာပြောခဲ့သလိုပဲ first stand draw မှာပဒန်းရဲ့ PDF ဆရာစကင်ကိုရမှာဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါအပြင် event shot ထဲမှာ point ထောက်နေရာနဲ့လဲလို့ရမယ့်စကင်တွေကပဒန်းရဲ့ Sagittarius ဆရာစကင်ခြောင်ရဲ့ Libra Shiru နဲ့ဖလာရဲ့ Leo Ikki ဆိုပြီးသုံးကောင်ရှိနေပါတယ်ဒါအပြင် recall elimination effect killing notification နဲ့ border တို့အပြင် other reward တွေကိုလည်းလဲလို့ရမှာပါတထက် draw reward တွေမှာလည်း နောက်ထပ်လဲခွင့်ရမယ် token of the zodiac အပြင် COE တွေလည်းရလာမှာပါအဲ့ထင်မှာ COE ရတာကိုတော့သဘောကျမိတယ်ဘာလို့ဆို Grand Collection event လာတဲ့ချိန်တော့ဖြစ်နေမှာမဟုတ်လို့ပါတိတ်မတန်အောင်လို့ခံစားရတယ်ဆိုပေမဲ့ COE ကလည်း mobile legend မှာဒုတိယ diamond တစ်မျိုးပဲလေဟုတ်တယ်မလားဒါထက် daily one drop plan နဲ့ point ထောက်နေရာပြည့်အောင်ဆိုပြီးကိုလိုချင်တဲ့စကင်တစ်ကောင်လဲလို့ရနိုင်တာမို့ဒီတစ်ခေါက်ဒီ event ကနောက်ဆုံးဆိုရင်မဖောက်ခဲ့မိတဲ့ချောင်းပရိုလေးတို့အတွက်နောင်တရရောက်တယ်။ Trade rate အနေနဲ့ကတော့ဒီမှာပဲကြည့်ကြည့်လိုက်တော့ကဲဒီတော့ ချောင်ဘရိုလေးတို့ကိုပတန်းတို့နဲ့ဖလာအသေးတော်တွေအတွက်ရောဒီ event ကို ဖောက်ကြမလားမဖောက်ကြဘူးလားဆိုတာကိုတော့ပြောခဲ့ကြအောင်နော်ကျွန်တော်ထင်တော့ဒီ event ကဖောက်တင်တယ်လို့ထင်တယ်ဘာကြောင့်ဆိုတော့ daily one drop plan နဲ့ event ပြီးတဲ့တည်း AACC point 1200ပြည့်အောင်သွားလို့ရတဲ့အတွက်ကြောင့်ပါနောက်ထပ်ဒီ event အတွက် weekly pass နဲ့ free ကုန်းလို့ရမယ့် plan လေးလုပ်ပေးဖို့ရှိလို့ live and subscribe လေးနဲ့ notify ပေးခဲ့ဖို့ပြောရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်